တောင်တပါဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလို့ချင်တာရကောဝဲပြီးမင်းရမွေးနေ့မှာ စတောင်းစကားလေးပြန်လွှင့်နေရေဒီယိုလေးပါဒီစီယဖင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတရားနေ့အစည်းအဝေးနေ့ဒီကနေ့စတေမာလ26ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစည်းအဝေးနေ့ပြီးတော့ထုံတွင် တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ ဘတ်တရနေ့အစီအစဉ်အားနဲ့ပြမဆုံဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ဝက်လက်မျိုးကမောင်လေးဝနအောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့ဆက်ရှင်နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မောင်လေးဝနအောင်ရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ရွှေဘုံမာနေတဲ့တငယ်ချင်းကျုံရဲဟင်းကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ဒီနေ့မွေးနေ့လေးရနေစပြီးတော့တဲ့တငယ်ချင်းတွေအများကြီးနဲ့ပုံပြီးတော့ချက်နိုင်ပါစေ။ ဒီထက်မကပို့ပြီးတော့ပျော်ရွှင်ပါစေမိဘကအားကိုးရတဲ့တားကောင်းရတနာလေးဖြစ်ပါစေစစ်တဲ့သူနဲ့လည်းပေါင်းဖက်နိုင်ပါစေကျမရေလေဂယူးဆိုင်ပါတဲ့ပို့ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေဆိုပြီးတော့မွေးနေ့ဆုမွန်စကားလေးတောင်းစုချေပေးထားပါတယ်ရှင်ထမမီတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မကွေးမျိုးကမောင်လေးဆိုင်သူတအောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့16နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင် တောင်းစုလာတာဖြစ်ပါတယ် မောင်လေးဆိုင်သူတအောင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုချေရတဲ့မိသားစုတွေအားလုံးကမွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ဝလံမျိုးကမောင်လေးဝနာအောင်မကွေးမျိုးကမောင်လေးဆိုင်သူတအောင်တို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါတယ်ရှင်။ဒီနေ့မွေးနေ့ရက်မြက်လေးမှာတာယာပျော်ရွှင်ပါစေ။ ဘဝတစ်လျှောက်လုံးမှာတာယာပြောရွှင်အေဂျင်ပါစေမိဘကိုအလုပ်ကျွေးပြုနိုင်တဲ့တားလိမ့်မလေးတွေဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်မတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းစုပေးထားတာတွေကိုထုံးတွင်းတင်ဆက်ပေးခဲ့တာဖြစ်ပါရင်ရှင် ဆက်လက်ပြီးတော့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံတွင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Twinkle light ဒီနေ့ပါလေးလေး ချစ်သူဆုံးတွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့နေပြည်တော်လေဝေးကကိုခိုင်မြဲဟိမ့်မဲ့ဖြစ်ပါရယ်။သူကတော့တန်ဆိုင်သူဖြူစင်တန်နဲ့ဒီနေ့မှပြင်းပြောင်းတဲ့သုံးနှစ်ပြည့်ချစ်သက်တန်အတွက်ကိုကိုရိုင်မဲပါဝင်တောင်းဆိုထားပါရယ်။တန်ဆိုင်သူအတွက်စကားလက်ဆောင်တွေကတော့ဒီဝါကျွတ်မှာရွှေလက်တွဲပြီးတော့တရားပေါ်တရားနားလည်မှုများစွာနဲ့ရှင်းဆက်ချက်သွားကြမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါရယ်ရှင်။ အမတရားနေ့အစည်းအဝေးမှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပြည်သက်ကတော့တတဦးမှနေတဲ့တတဦးပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူဇင်းမျိုးထုံးနဲ့ဒီနေ့မှပြင်းမြောက်တဲ့နှစ်နှစ်နဲ့ခုနှစ်လပြည့်ချစ်သက်တမ်းအတွက်ကိုကိုယ်တိုင်ပဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေရတော့တယောက်တနည်းအားစီမဝင်းနေပေမဲ့အမြဲတစ္ဆာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်တွေပေးပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြည်မြောက်ကြတဲ့ချစ်သူဆုံးတွေ့တွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းတော်သမ ्या အခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရဖြစ်ပါရဲ့။ တစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3933 639 1639နဲ့39 869 3969တို့မှာတုံးရဲ့ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင် နောက်ဆက်အပိခဲကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတောင်ရပြွှွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။